တအောင်တက် DNL နဲ့စစ်တပ်တို့ရဲ့ကုမင်းတွေ့ဆုံမှုကနေအပြစ်ရဲ့သဘောတူညီချက်ရခဲ့ပြီးမိုးကုတ်နဲ့မိုးမိတ်မျိုးတွေကနေပြန်လည်ဆုတ်ခွာရမယ်လို့ DNL ကထုတ်ပြန်ပါတယ်။ DNL ကဒုတိယဗိုလ်ချုပ်ကြီးတားကြုတ်ကြဦးဆောင်တဲ့ကိုစလဲအဖွဲ့နဲ့စစ်တပ်ဘက်ကဒုတိယဗိုလ်ချုပ်ကြီးဦးကိုကိုဦးဆောင်တဲ့ NSPNC ကိုစလဲအဖွဲ့တွေကတရုတ်နိုင်ငံကုမင်းမျိုးမှာအော်တိုဘောလ28ရက်နေ့နဲ့28ရက်နေ့တွေမှာတွေ့ဆုံခဲ့ပြီး သဘောတူညီခဲ့တာလို့ DNL ကဆိုပါတယ်။တရုတ်နိုင်ငံအထူးကိုယ်စားလှယ် Mr. တိတ်ရှိကျွင်းရဲ့ဂျောင်းဝင်ဆေးဆက်ညှိနှိုင်းမှုကြောင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှုတွေလှုပ်ဆောင်ခဲ့ပြီးအပြန်အလှန်အပြစ်ရဲဆဲရေးအတော့သဘောတူညီချက်ကိုအော်တိုဘား29ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့တယ်လို့ TNL ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။သဘောတူသတ်မှတ်ထားတဲ့ကာလအတွင်းမိုးကုန်းနဲ့မိုးမိတ်မြို့တွေကနေတောင်းတက်တွေပြန်လည်ဆုတ်ခွာရမှာဖြစ်ပြီးတော့တောင်းဒေသကိုလည်း စစ်တပ်ကလေရင်နဲ့ပုံကျဲခြင်းထိုးစစ်ဆင်တိုက်ခိုက်ခြင်းတွေမပြုလုပ်ဖို့လဲသဘောတူညီချက်မှာလက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါဗျ။စစ်တပ်ကဧပြီလတွေ့ဆုံမှုမှာကလေးက2029စစ်ဆင်ရေးဒုတိယလှိုင်းအတွင်း TNL ကသိမ်းပိုက်ခဲ့တဲ့နောင်ချိုကြောင်မဲတီဘုံမိုးကုံနဲ့မိုးမိတ်မြို့တွေကိုပြန်ပေးဖို့စစ်တပ်ကဆွေးနွေးခဲ့တာပါ။အဲဒီနောက်စစ်တပ်ကနောင်ချိုကြောင်မဲနဲ့တီဘောကိုသိမ်းပိုက်ခဲ့ပြီးအခုတော့တရုတ်ရဲ့ဂျာဝင်မှုနဲ့ ကြန့်ရှိနေတဲ့မြို့နှမြို့ကိုပါပြန်ပြီးရရှိသွားတာဖြစ်ပါတယ်။2029ခုစစ်စင်ရေးနှစ်နှစ်ပြည့်ပြီးတဲ့အချိန်စစ်စင်ရေးဒုတိယလှိုင်းမှာ DNL သိမ်းပိုက်ထားတဲ့မြို့တွေအလုံးလက်လွတ်လိုက်ရတာဖြစ်ပါတယ်။2029ခုစစ်စင်ရေးမှာပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဘွဲ့အနက် DNL ဟာမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAAP နောက်ဒုတိယမြောက်စစ်ကော်မရှင်တပ်နဲ့အပြည့်ရလက်မှတ်ထိုးတဲ့အဖွဲ့ဖြစ်ပါတယ်။2025ခုနှစ်မတ်လမှာ တရုတ်ရဲ့ချာဝင်မှုနဲ့ပဲစစ်ကော်မရှင်တပ်နဲ့ MNDAA တို့အကြားအပြည့်ခတ်ရက်စဲပြီးလာရှိုးမျိုးကလည်း MNDAA တပ်တွေစုခွာခဲ့ရပါတယ် TNL ကစစ်ကောင်စီနဲ့ဆွေးနွေးညှိနှိုင်းပြီးအပြည့်ရက်လိုက်ပေမဲ့လက်ရှိထိန်းချုပ်ထားတဲ့နေမျိုးတွေကိုဆက်လက်ကာကွယ်ထိန်းသိမ်းနိုင်ဖို့မိဖက်တော်လန်ရေးအင်အားစုတွေနဲ့လက်တွဲကြိုးပမ်းသွားမယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး PDF ကသတင်းထုတ်ပြန်ထားပါတယ်။ရှမ်းမြောက်မှာတောင်းတက် TNL ရဲ့2029စစ်စင်ရေးဒုတိယပိုင်း ရှမ်းမန်းစစ်စင်ကြီးမှာမန္တလေး PDF ဟာမန္တလေးတိုင်းနဲ့ကတပိတ်ချင်းနဲ့စင်ကူးမြို့နယ်တွေကိုထိန်းချုပ်ခဲ့တာဖြစ်ပြီးအဲ့ဒီစစ်စင်ကြီးအတွင်း TNL ကတော့မန္တလေးတိုင်းနဲ့ကမိုးကုံမြို့ကိုသိမ်းပိုက်ခဲ့ပါတယ်။အခုတော့ TNL ကစစ်တပ်နဲ့အပြစ်ရပြီးမိုးကုံမြို့ကနေလည်းပြန်လည်ဆုတ်ခွာမယ်လို့သတင်းထုတ်ပြန်ခဲ့ပြီးမှထိန်းချုပ်နယ်မြေတွေကိုဆက်ထိန်းထားနိုင်ဖို့မဟာမိတ်အဖွဲ့တွေနဲ့ဆက်ပြီးကြိုးပမ်းမယ်လို့မန္တလေး PDF ကသတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။